မန္တလေးမြို့ကနေရန်ကုန်မြို့ကိုထွက်ခွာမဲ့မြန်မာမျိုးသားလေကြောင်းလိုင်း MNA ဘိုင်း born HYLV လေဟာဒေါင်းလင်ဝင်းမှာလေရင်ပြန်တမ်းဖို့ပြုလုပ်နေတဲ့ချိန်လေရင်ဘိန်းမီလောင်မှုဖြစ်ပွားခဲ့တဲ့ပေါ်မြန်မာမျိုးသားလေကြောင်းကတောင်းမဆာတစံကိုမေလ9ရက်နေ့ကထုတ်ပြန်လာပါတယ်မြန်မာမျိုးသားလေကြောင်းရဲ့တောင်းမဆာမှာမေလ6ရက်နေ့ည7:39မိနစ်ကခီးတယ်143တယ်ဆောင်ပြီးမန္တလေးကနေရန်ကုန်ကိုလေကြောင်းခီးစီညူပြီး812ကို born HYLV နဲ့ပြန်တမ်းဖို့လှုပ်ဆောင်နေတော့ ။လေရင်ပြည်လက်မှာပုံမှန်မဟုတ်တဲ့အချက်ပြမှုတွေတွေ့ရတာကြောင့်လေရင်မှုကပြည်လက်ပေါ်မှာရက်တက်မှုပြုလုပ်ခဲ့ရကလေရင် brace နဲ့ပူပြင်းမှုကြောင့်လေရင်ရဲ့ bebet tire ပွင့်ထွက် listen ဖြစ်ပေါ်ခဲ့ပြီးမီးတောက်လောင်ခဲ့တယ်လို့ဆိုပါရဲ။လေရင်ပေါ်မှာပါရှိတဲ့လေရင်မှုရန်တွေလိုင်းနာကျင့်သုံးရမယ့် safety option procedure တွေအတိုင်းပြုလုပ်ခဲ့ပြီးခီးတဲ့နေလေရင်ဝန်ထမ်းတွေအားလုံးကို baking ခဲ့တယ်လို့ထုတ်ပြန်ထားပါရဲ။ဖြစ်စဉ်နဲ့ပတ်သက်ပြီးမြမအမျိုးသားလေကြောင်းလိုင်းကခီးတော့ပြည်သူတွေအားအနှွင့်ညွတ်တောင်းမှန်အပ်ပါတယ်လို့လည်းပြောဆိုထားပါရဲ။ လက်ရှိဖြစ်ပေါ်ခဲ့တဲ့မတော်ဆမှုကိုမြမမျိုးသားလေကြောင်းလိုင်းအနေနဲ့စုံစမ်းစင်မှုတွေစနစ်ကျဆောင်ရွက်နေပြီဖြစ်တယ်လို့လည်းအတိပေးထုတ်ပြန်ထားပါရယ်ခင်ဗျာစေအောင်စုဟာတဘောဘေးအန္တရာယ်ကြုံနေရတဲ့ပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်ပြီးခဲ့တဲ့ April မှာအမျိုးသမီး82ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့အမြမအမျိုးသမီးတမကရဲ့ထုတ်ပြန်တဲ့အစီရင်ခံစာရသိရပါရယ်စေအောင်စုဟာလူသားမျိုးနွယ်တွေပေါ်မှာအမျိုးမျိုးသောရာဇဝတ်မှုတွေလူခွေချွတ်ဖောက်မှုတွေကိုကျူးလွန်မြဲဖြစ်ပြီးတော့တဘောဘေးအန္တရာယ်ကြုံနေရတဲ့ပြည်သူတွေကို ပြစ်မှတ်ထားပြီးလေကြောင်းတက်ခိုက်မှုတွေရခင်ထက်ပိုမိုလှုပ်ဆောင်အသုံးပြုခဲ့တယ်လို့အစိုးရကစားမှဖော်ပြထားပါတယ်။2025ခုနှစ်မတ်လ28ရက်နေ့မှာသခိုင်းနဲ့မန္တလေးမြို့ကိုဗဟုပြုပြီးတော့ AR Register Scale 9တက်သမ9ရှိတဲ့ငင်းငင်းကြီးတစ်ခုလုတ်ကတ်ခဲ့တာကြောင့်တော်လိုင်းတက်ဖို့တွေပါဝင်စေအုပ်စုကလည်းငလျင်ရေးပေါ်ကွန်ကြီးကယ်ဆယ်ရေးလှုပ်ဆောင်မှုအရာကြီးပြည့်ရရင်အသီးသီးကြေညာချက်တွေထုတ်ပြန်ခဲ့ကြပါတယ်။စေအုပ်စုကပြည့်ရကြေညာထားပေမဲ့ငလျင်တန်းကြောင့်ပူဆွေးတော့ကရောက်နေတဲ့အပြစ်မဲ့ပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့လေကြောင်းတက်ခတ်မှုတွေပုံမှုအသုံးပြုလာတာကြောင့် မြို့သမီးတွေနဲ့မင်းကြီးငယ်တွေဟာနေ့စဉ်အများအသက်ဆုံးရှုံးနေရတယ်လို့လည်းဖော်ပြထားပါတယ်။ဧပြီလအတွင်းမှာမြန်မာနိုင်ငံတော်ကမြို့သမီးတည်ဆုံမှုဆက်လက်မြင့်တက်လျက်ရှိနေတယ်လို့လည်းပြောဆိုထားပါတယ်။မြန်မာမြို့သမီးတမကအနေနဲ့သတင်းမီဒီယာတွေကအချက်အလက်တွေကိုစောင့်ကြည့်လေ့လာမှတ်တမ်းတင်ထားမှုတွေအရ2025ခုနှစ်ဧပြီလအတွင်းနိုင်ငံတော်ကမြို့သမီး82ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီအသက်ဆုံးရှုံးခဲ့တဲ့အကြောင်းအရာကတော့စီယူစီရဲ့လေကြောင်းနဲ့ဘုံကျဲတက်ခတ်မှုကြောင့်59ဦးပြည်သူတွေရဲ့ရဲရွာနေအိမ်တွေကိုပြစ်မှတ်ထားပြီးလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်9ဦး ်ဂျမစစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်မအူတည်ဆုံးခဲ့ရကအသက်ဆုံးရှုံးခဲ့ရတဲ့မျိုးသမီး82ဦးတွေကမှ73ဦးဟာအသက်16နှစ်ယောက်ကလေးတွေဖြစ်တယ်လို့လည်းပြောဆိုထားပါတယ်။ဒါပြင်မျိုးသမီး50ဦးကလည်းဒဏ်ရာရရှိခဲ့ပြီးတော့ဆိုးဆူးရည်ကြောင်တက်ခိုက်မှုတွေကြောင့်အပါအဝင် လက်နက်ကြီးပစ်ကတ်မှုမျိုးမျိုးမိုင်းနဲ့အရခတ်တပ်ဖွဲ့ဝင်တွေကမရင်းပြူးချင်တာကြောင့်ဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။မြန်မာမျိုးသမီးတမကရဲ့ချက်လက်ကောက်ယူမှုမှတ်တမ်းတွေက2025ခုနှစ်ဧပြီလတွင်အသက်ဆုံးရှုံးခဲ့တဲ့မျိုးသမီးဦးရေဟာစကိုင်းတန်းဒေသကြီးမှာ30ဦး၊မန္တလေးတန်းဒေသကြီးမှာ14ဦးနဲ့ ပခုတိုင်းဒေသကြီးက9ဦးတို့ဖြစ်ပြီးတော့စကိုင်းတိုင်းဒေသကြီးမှာမြို့မြင့်တည်ဆုံးမှုအများဆုံးတိုင်းဒေသကြီးဖြစ်တယ်လို့လည်းသိရှိရပါတယ်ခင်ဗျာရန်ကုန်မှာအခုရက်ပိုင်းတွင်လူငယ်တွေပျောက်ဆုံးမှုတွေကပ်ဆစ်စိတ်ဖြစ်ပေါ်နေတယ်လို့ရန်ကုန်ဒေသခံတွေကသိရှိရပါတယ်လူမှုကွန်ရက်မှာလည်းနေ့စဉ်လူပျောက်တင်ညာတွေဇက်တိုက်တက်နေပါတယ်ရက်စကန်မှာလူပျောက်တင်ညာတိုင်ထားတဲ့အသက်အရွယ်အများစုကဆယ်ကျော်သက်ယောက်ျားလေးတွေအများစုပါဝင်နေပြီးတော့ရက်စကန်ကိုတွားရောက်တိုင်ကြားတဲ့အခါမှာစစ်တေးကြီးမှာတွားရှာဖို့ရက်စကန်ကပြောတာတွေရှိတယ်လို့လည်းကိုရိုင်းလူပျောက် တိုင်ကြားခဲ့တဲ့သူတဦးကတော့ညူရီမြန်မာသတင်းဌာနကိုပြောဆိုထားပါတယ်။၎င်းပြောဆိုထားတာကတော့လူပြောတန်တဲ့သူတွေကတနေ့တနေ့မနှဲပါဘူးစစ်ကြောရေးပဲတွားရှာလို့အကြံပေးခြင်းနဲ့စစ်ကြောရေးမှာမရှာခြင်းတော့စစ်သားစစ်ဆောင်ရေးတပ်မှာတွားရှာအဲ့ဒီမှာကလူပြောလက်ခံပဲရမယ်လို့မရန်ကုန်ရဲစခန်းမှာတိုင်ကြားခဲ့တဲ့ရင်းဝင်တန်းရဲ့ပြောစကားကိုတန်ကြားသူကအခုလိုပြန်ပြောထားတာဖြစ်ပါတယ်။စစ်သားစစ်ဆောင်နေတဲ့စစ်ကောင်စီတပ်ဟာပေါ်ပေါ်တည်တည်မဲ့ပေါ်တာဆွဲတာတွေရှိနေတယ်လို့နေအိမ်ဒီမှာအဲစစ်စစ်ပြီးဖန်စီခေါ်ဆောင်တွားရတယ်လေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ရန်ကုန်မြို့ကြီးဟာ နေထိုင်မှုမလုံခြုံတော့ပေမဲ့ဝိုင်းကြီးအတွက်ရုံးပြန့်လုရှားသွားလာနေရတယ်လို့ကွန်မြူနီဝန်ထမ်းတဦးကတော့ညူဒီမြန်မာသတင်းဌာနကိုပြောဆိုထားပါရခင်ဗျာညူဒီမြန်မာရဲ့ညနေခင်းသတင်းစီစဉ်မှုကိုဒီနေ့နိုင်ငံလေးစနေနေ့ဒီနေ့စီမြန်မာစံတဲ့ခေါ်နေတဲ့တိုင်းမှာတက်ဆက်ပေးနေတာဖြစ်လို့စောင့်မျှော်ကြည့်ရှု နားဆင်နေပါခင်ဗျာ Thank you.